မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 3ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခနယ်မြေကစစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့မိသားစုများအပါအဝင်လူအယောက်200လက်နက်ချပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်ကယာဒူးမြေတအူးပြင်းထန်တဲ့ဒဏ်ရာရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အလင်းဝင်လက်နက်ချတဲ့သူတွေဟာတိုင်းစစ်ဌာနချုပ်ရုံးတွေကအင်အား200လို့ကြားသိရပြီးတော့ အမတ်ကိုတက်မတော်ဆေးရုံကဂရင်တရားကအဖွဲ့များလည်းဖြစ်နိုင်တယ်လို့ကြားသိရကြောင်းဗိုလ်ကြီးစင်ရော်ထံကနေပြီးတော့သိရှိရပါတယ်။ဒဏ်ရာရတာကဒုတိယဗိုလ်မှူးကြီးရဲ့အထက် level ပါပဲ။ဒဏ်ရာရတဲ့အနေအထားကအဆုတ်ကိုထိထားတဲ့အနေအထားပါ။စကားမပြောနိုင်ဘူး။အဲ့ဒါကြောင့်စီစဉ်နေစေဖြစ်ပါတယ်လို့စီဒီယံဗိုလ်ကြီးစင်ရော်ကပြောကြားထားပါတယ်။လက်ရှိမှာ MNDA တပ်များကလာရှိုးစစ်ဆေးရုံကိုပိမ့်ပိုက်ရရှိသွားပြီးတော့ယမခတိုင်းစစ်ဌာနချုပ်ဗဟိုကင်းအတွင်းနဲ့အထိကိုဝင်ရောက်နေပြီးဖြစ်ကြောင်းသိရှိရပါတယ်။ယမခပင်မရုံးချုပ်ကိုလည်းပတ်ပတ်လဲဝိုင်းရံထားကြောင်း သတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့ရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာစိတ်ကောင်းစီရဲ့တောင်ပိုင်းတိုင်းလေတက်ကုတ်ကဲမှုဌာနချုပ်ဌာနချုပ်မူဘိုးချုပ်စိုးတင်လက်နဲ့လေရင်မှုနှစ်ဦးစုစုပေါင်း၃ဦးတို့ဟာဩဂတ်စ်လ၂ရက်နေ့မနက်ပိုင်းကရဟတ်ရင်ပြတ်ကြတဲ့အတွက်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဩဂတ်စ်လ၂ရက်နေ့မနက်ပိုင်းမှာ မော်ဘီလေတက်ကနေပြီးတော့ယူရိုကော့ပတာရဟတ်ယင်ဟာခြေတန်းစစ်မြေပင်ကိုသွားဖို့အတွက်ပြန်တက်တဲ့အချိန်မှာပြတ်ကျခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရဟတ်ယင်ပြတ်ကျမှုကြောင့်တောင်ပိုင်းတိုင်းလေတက်ကိုကဲရိတ်မှုချုပ်ဘိုးချုပ်စိုးတင်လက်နဲ့တွဲဘက်လေးရမှုအမျိုးသမီးလေးရမှုတို့တေဆုံသွားပြီးတော့တအုပ်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။တပ်ပီးပီးချင်းမှာပဲပြတ်ကြတာပဲ။ခြေတန်းစစ်မြေပြင်မှာလူသွားကယ်ဖို့လုပ်တာပါလို့လေးတပ်သတင်းအရေးမြစ်ကပြောဆိုထားပါဗျ။တေဆုံသူဘိုးချုပ်စိုးတင်လက်ဟာမကွေးလေးတပ်စခန်းဌာနချုပ်မှုအဖြစ်ကနေပြီးတော့တောင်ပိုင်းတိုင်းလေးတပ်ကိုကဲမှုဌာနချုပ် ဌာနချုပ်မှုအဖြစ်နဲ့မကြသေးမီကမှယာဓူးတိုးထားတဲ့အသူဖြစ်တယ်လို့သိရပါတယ်ပြတ်ကျသွားတဲ့ရဟတ်ယင်ဟာ Eurocopter 365အမျိုးအစားဖြစ်ပြီးတော့ဒဇီးကို American Dollar 6သန်းတန်ဖိုးရှိကြောင်းသိရှိရပြီးတော့ဘတ်ဆောင်တော့ရဟတ်ယင်ဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မြေကြီးနားဆွန်ပရာဘွန်လမ်းမိုက်မှာရှိတဲ့စစ်ကောင်စီရဲ့အင်ဆော့ပြွာတပ်စခန်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ခါခါဘူပြည်သူ့ကာကွယ်ရေးတပ် KPF ပူးပေါင်းတပ်ဖွဲ့ကဩဂတ်စ်လ၂ရက်နေ့မှာထိုးစစ်ဆင်တိုက်ခတ်လျက်ရှိပြီးတော့ညနေပိုင်းအထိကိုတိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အင်ဆော့ပြွာအောက်ဘက်မှာရှိတဲ့တီယန်စွတ်ကြီးရွာအနီးကစစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့ကဩဂတ်စ်လ၁ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခတ်ခဲ့ရာဩဂတ်စ်လ၂ရက်နေ့မနက်မှာ ိမ့်ပိုက်နိုင်ခဲ့ပြီးတဲ့နောက်အင်စုတ်ပြားတပ်စခန်းကိုဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ပီအန်စုတ်စစ်ကောင်စီစခန်းကိုဩဂတ်စ်လ2ရက်နေ့မနက်မှာ KIA KPF ပူးပေါင်းတပ်ဖွဲ့ကအပိတက်တိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ပြီးစစ်တုံးပန်းတော့မရရှိခဲ့ဘူး။လက်နက်ခဲယမ်းတွေအများကြီးရပါတယ်။စစ်ခွေးတွေထွက်ပြေးသွားတာမနေ့ကတနေကုန်ကိုတိုက်နေတာမနေ့ညကထွက်ပြေးသွားကြတယ်။ဒေအင်စုတ်ပြားကစစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်နေပါတယ်။အခုထိပဲ ပြည်ရန်စုအထက်နာကစခန်းပါလို့ကချင်စီရေးသတင်းအရေးမြစ်ကပြောဆိုထားပါတယ်။ KI ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကလည်း ်ပြည်သူလူထုကိုအနှောက်အယှက်ပေးနေတဲ့တီယန်စွတ်ရွာအနီးကစစ်ကောင်စီတပ်ဆွဲရာစခန်း၃ခုကိုဩဂတ်စ၂ရက်နေ့မနက်မှာအပိသက်သိမ့်ပိုက်နိုင်ခဲ့တယ်လို့အတည်ပြုပြောဆိုထားပါတယ်။အဲ့ဒီတက်တွေဟာမြေကြီးနားစွန်ပရာဘွန်လမ်းမှာစစ်ရေးလှုပ်ရှားမှုများရှိနေတယ်လို့ပူတာဟိုဘက်ကနေလည်းစွန်ပရာဘွန်ဘက်ကိုစစ်ရင်အားဖြည့်တင်းမှုများလှုပ်ဆောင်ခဲ့တဲ့အတွက်တိုက်ပွဲများဖြစ်ပွားနေတယ်လို့ KIA ရဲ့သတင်းနဲ့ပြန်ကြားရေးကဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်နောင်ချိုမြို့နယ်နဲ့မန္တလေးတိုင်းပြင်ဦးလွင်မြို့နယ်အဆက်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီးတော့အကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေကြေးရွာများကိုလိုက်လံပစ်ခတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ2ရက်နေ့မွန်လွဲပိုင်းမှာနောင်ချိုမြို့နယ်နဲ့ပြင်ဦးလွင်မြို့နယ်အဆက်မှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားနေပြီးတော့စစ်ကောင်စီကတဲကော်နဲ့ဗန်ပွေးကြေးရွာများဘက်ကိုလေကြောင်းကနေပြီးတော့ပစ်ခတ်နေတယ်လို့သိရပါရတယ်။နောင်ချိုနဲ့ပြင်ဦးလွင်အဆက်မှာတိုက်ပွဲတွေဖြစ်နေတယ်စစ်တပ်ကလေကြောင်းနဲ့ကြေးရွာတွေကိုပတ်ပြီးတော့ပစ်နေတယ်။အခုထိတိုက်ပွဲကဖြစ်နေတော့ပဲလို့ဒေသခံ ံပြည်သူတို့ကပြောဆိုထားပါတယ်လက်ရှိအချိန်မှာတိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့်အကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မှုကြောင့်ပြည်သူများထိခိုက်မှုရှိမရှိကိုတော့အတိမပြုတ်နိုင်သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အပြစ်မဲ့တဲ့ပြည်သူလူထုကိုဥတီပြီးတော့စစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တလာအတွင်းမှာအရသာပြည်သူ14ဦးသေဆုံးခဲ့တယ်လို့ကိုကန့်တက်မတော် MNDAA ကဩဂတ်စ်လ2ရက်နေ့ည9နာရီခွဲမှာထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်တပ်ဟာလူစုလူဝေးရှိရာစာတင်ကြောင်းဈေးယုံမြို့မဈေးနဲ့ဟိုတယ်စတဲ့နေရာတွေကိုဥတီပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တေဆုံးသူအပြင်23ဦးဒဏ်ရာရရှိခဲ့တယ်လို့နေအိမ်အဆောက်အဦတွေလည်းထိခိုက်ပျက်စီးသွားတယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ ်ပြီးခဲ့တဲ့ဇူလိုင်လစမ်းပိုင်းကစပြီးတော့ရှမ်းမြောက်လာရှုံနဲ့နောင်ချုံမြို့နယ်တိုက်ပွဲတွေမှာအထိနာပြီးတော့တောက်လျှောက်ရှုံနေခဲ့တာကြောင့် MNDA ထိန်းချုပ်တဲ့လောင်ကိုင်းနဲ့တိန်နီမြို့အတွင်းမှာရှိတဲ့အရက်သားတွေနေထိုင်တဲ့နေရာတွေကိုထပ်ခါတလဲလဲဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရက်ဩဂတ်စ်လ၁ရက်နေ့ည၇နာရီခွဲမှာစစ်မြေပြင်မဟုတ်တဲ့လောင်ကိုင်းမြို့တုံချိန်ကို ဘုံသီးလေးလုံးကျဲချခဲ့ပြီးတော့အမတ်တက်ပြည်သူဈေးရုံနဲ့ဖူလီလိုက်ဟိုတယ်အနီးမှာရှိတဲ့အရက်သားရဲ့နေအိမ်ပေါ်ကိုကြက်ရောက်ပောက်ကွဲခဲ့တာကြောင့်ပြည်သူဈေးရုံလုံခြုံရေးဝန်ထမ်းတအုပ်ထိဆုံးပြီးဈေးရုံတက်နေတဲ့လူနာနှောင်းပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အလားတူပဲဩဂတ်စ်လ၂ရက်နေ့မနက်အစောပိုင်းတနအီခွဲအချိန်မှာလဲကိုကန့်ခရိုင်တုံးရှမ်းမြို့နယ်ထိုက်ဖြင်တိုက်နယ်ရှိရွံကြီးရွာကိုဘုံသီး၁၈လုံးထပ်မံကျဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံရဲ့နေအိမ်၁၀လုံးထက်မနည်းထိခိုက်ပျက်စီးသွားတယ်လို့ထုတ်ပြန်ချက်ထဲမှာဆက်လက်ဖော်ပြထားပါတယ်။စစ်ကောင်စီတပ်ဟာအရက်သားတွေရဲ့နေအိမ်တွေကိုရွေချက်ရှိရှိဥတီပြီးတော့တိုက်ခိုက်နေတာကြောင့်စစ်ရာဇဝဲမှုနဲ့လူအခွင့်အရေးကိုပြင်းပြင်းထန်ထန်ချိုးဖောက်နေတာကြောင့်စစ်ကောင်စီကိုပြင်းပြင်းထန်ထန်အရေးယူပေးဖို့တိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကမ့်ဘလူမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကပြည်သူနှအုပ်ကိုတပ်ဖြတ်ပြီးတော့ကျေးရွာရှစ်ရွာကိုမိရှို့ဖျက်ဆီးခဲ့ရာနေအိမ်၄၀၀ကျော်မိလောင်ဖျက်ဆီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇော်လိုက်လာ25ရက်ကနေဇော်လိုက်လာ26ရက်နေ့အထိကံမလူမြို့နယ်တောင်ပိုင်းမှာရှိတဲ့9ရက်ကြာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကပြည်သူနှောင်းဦးကိုတပ်ဖြတ်ပြီးတော့ကျေးရွာရှစ်ရွာကိုဝေရောက်စီးနင်းပြီးပြည်သူပိုင်နေအိမ်အလုံး400ကျော်ကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာတရက်ကောင်းရွာကနေအိမ်85လုံး၊ရှမ်းတက်ရွာက နေအိမ်135လုံး၊မဲဒီရွာက နေအိမ်65လုံး၊တပြေးသားရွာကနေအိမ်45လုံး၊ဘိုကုန်းရွာကနေအိမ်64လုံး၊ပေလယ်ရွာကနေအိမ်60လုံး စူးပုတ်ကုန်းရွာကနေအိမ်၁၀လုံးနဲ့ညောင်စင်ကြီးရွာကနေအိမ်အလုံး၄၀တော့ကိုမိရှုပ်ဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကကြေးရွာများကိုလက်နက်ကြီးများဒရုန်းများနဲ့ဝင်ရောက်စီးနင်းခြင်းမပြုလုပ်မီပြစ်ခတ်ခဲ့ခြင်းကြောင့်ပြည်သူနှောက်ဦးသေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းပောက်ခေါင်းမြို့နယ်လဲကူးကျေးရွာအုပ်စုရှိတက်ကောတဲတိုက်ကိုအကြမ်းဖက်စစ်ကောင်စီကဝင်ရောက်စီးနှင်းပြီးတော့ပြည်သူနှောက်ဦးကိုမိရှို့တပ်ဖြတ်ကနေအိမ်15လုံးကိုမိရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ1ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီကပောက်ခေါင်းမြို့နယ်လဲကူးကျေးရွာအုပ်စုမှာရှိတဲ့တက်ကောတဲတိုက်များကိုဝင်ရောက်စီးနှင်းခဲ့ပြီးတော့ပြည်သူနှောက်ဦးကိုမိရှို့တပ်ဖြတ်ကအင်ဂျင်15လုံးကိုလည်းမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့အသေးစိတ်အခြေအနေတွေကိုစုံစမ်းနေဆဲဖြစ်ပါတယ်လို့ ေါခေါမျိုးနဲ့ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ကမိရှုတ်တပ်ဖြတ်သွားတဲ့ပြည်သူများရဲ့အမည်နဲ့ဖမ်းဆီးခံရတဲ့ပြည်သူများရှိမရှိကိုလည်းဆက်လက်ပြီးတော့စုံစမ်းနေဆဲဖြစ်တယ်လို့ပေါခေါမျိုးနဲ့ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။